မကွေးတိုင်းငဖဲမြို့နယ်နေကံပြူအာနီတိုက်ပွဲတွင်စစ်ကောင်စီဘက်ကဘုံမှုပါဝင်63ဦးသေဆုံးပြီးဗိုလ်ကြီးအဆင့်နဲ့တပ်ဖွဲ့ဝင်18ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့သိရပါဗျ။ပြီးကနေ့ဇန်နဝါရီလကနေဧပြီလအတွင်းတိုက်ပွဲကြီးငယ်ပေါင်း23ကြိမ်မှာစစ်ကောင်စီဘက်ကဘုံမှုတီဟအောင်အပါဝင်စုစုပေါင်း63သေဆုံးကဗိုလ်ကြီးအောင်ငင်းချံဗိုလ်ကြီးတင်ကိုထက်အပါဝင်18ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဖီအိုင်မကွေးကဧပြီ27ရက်မှာထုတ်ပြန်ထားပါတယ်။နူရုတော်လိုင်းမဟာမိတ်အင်အားစုဖီအိုင်မကွေးကမဟာမိတ်တော်လိုင်းအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးအမ်ပရန်စစ်စင်ရေးမှပါဝင်ဆောင်ရွက်နေပြီးစစ်နယ်ဝန်ချဲထွင်လှုပ်ရှားနိုင်မှုလဲတပြိုင်နက်အကောင့်ထဲပေါ်ဆောင်ရွက်နေတယ်လို့ဖီအိုင်မကွေးက ER Times ကိုပြောပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ25ရက်နေ့မနက်7:00နာရီချိန်မှာနဖဲမြို့နယ်နေအကန်နီးရှိ စင်ကုနာချံကိုကင်မောဝှစ်ဖို့လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်20ခန့်ကို PI မကွေးကချုံခိုတိုက်ခိုက်လို့စစ်ကောင်စီဘက်က၄ဦးတန်ရာရရှိပြီးတက်ဆုပ်သွားတယ်လို့သိရပါတယ်။ဒါအပြင်နေရကံပြူဝကုန်းကဆင်းလာတဲ့စစ်ကောင်စီအင်အား60ပန်းစစ်ကြောင်းကို February 28ရက်နေ့မနက်ပိုင်းကဖျက်တောက်တိုက်ခိုက်လို့တိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးသေဆုံးပြီး၄ဦးတန်ရာရရှိခဲ့ပါတယ်။ ဒါအပြင်ဗစီကြီးရွာက နိုင်ချင်းရွာကိုတက်လာတဲ့အင်အား၄၀ပါစစ်ကြောင်းကိုမက်ရှနာဆက်ရှိရဲ့မနက်၈ :55 မိနစ်ကနိုင်ချင်းရွာလမ်းကွဲနီးမှာဖျက်တောက်တိုက်ခိုက်သူစစ်ကောင်စီဘက်က9ဦးသေဆုံးပြီး၄ဦးဒဏ်ရာရရှိကာအဆိုပါတိုက်ပွဲမှာတက်မကိုကိုလောက်ခန့်တရင်တွေပါဝင်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။လူလူတော်လိုင်းမဟာမိတ်အင်အားစု PI မကွေးနဲ့မင်းဘူးခရိုင်အမှတ်နှစ်တရင်တို့ပူးပေါင်းပြီး ပသိမ်မွရဂါလန်ရှိဗဒန်းမြို့ဝင်ဂိတ်ကိုမတ်လ30ရက်နေ့မနက်9:30မိနစ်ကပြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။အဆိုပါဗဒန်းမြို့ဝင်ဂိတ်ဟာစစ်ကောင်စီရဲတပ်ဖွဲ့နဲ့စားရဖားတို့ပူးပေါင်းပြီးအင်အား20ကျော်ထိုင်ချကာအရတားပြည်သူနဲ့ဈေးရောင်းဈေးဝယ်တွေကိုအတင်းအဓမ္မငွေကြေးတောင်းရန်တာဖိနှိပ်ရန်ကားတွေပြုလုပ်လေရှိပြီးတိုက်ခိုက်ခံရပြီးနောက်စစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးသေဆုံးလာဒေဝဒယာရရှိသွားတယ်လို့သိရပါဗျ။